ကျန်းဖန်ကိုအပီနားစင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်။ပရိသတ်များအားလုံးအတွက်အမှတ်တရနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရောက်မှာဖြစ်ပါရှင်။ FM ။သစင်ပရိသတ်များရှိမတရားနေအစီအစဉ်ရဲ့ဝင်းနေစုတောင်းအစီအစဉ်ကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပြရမယ့်ဝင်းနေရှင်ကတော့ AOD တိုင်းဒေသကြီးဒနုဖြူမြို့မှာနေတဲ့တူလေးစောခုဆဲရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။ဒီနေ့မှရောက်ရှိလာတဲ့တူလေးစောခုဆဲရဲ့9နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ဒနုဖြူမှာနေတဲ့တီလေးတင်းတင်းကနေပြီးတော့ပအဝင်စုတောင်းပြလာမယ်ဖြစ်ပါရှင်။ ိသက်များရှင်မတရားနေစီစဉ်ဝင်းနေစုတောင်းစီစဉ်ကနေပြီးတော့ဒီတစ်ခါမှထပ်မံပြီးတော့စုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ဝက်လက်မာနေတဲ့မဆန်းဆန်းနယ်ပဲဖြစ်ပါတယ်။မဆန်းဆန်းနယ်ရင်ဒီနေ့မှရောင်းရှိလာတဲ့23နှစ်ပြည့်ဝင်းနေတဲ့အတွက်ကိုတော့တနုပြူကမတင်တင်မအူပင်ကမလလခိုင်ပတိန်ကမခက်ခက်ခိုင်အင်ကပူကမမီသူစကိုင်းကကိုချမင်းဦးညောင်ကကိုစီသူပကိုးကနဝရံ အောင်လံကဆောင်းလိုက်ပြင်းလင်ကမအီအောင်ဝလက်ကမခိုင်နေဝင်နဲ့တငယ်ချင်းတွေကနေပြီးတော့ပောင်ရီစုတောင်းပြီးလာပြီဖြစ်ပါရှင်။ စဉ်ပြိသက်များရှင်မတရားနေစီစဉ်အမွေးနေစုတောင်းစီစဉ်မှာဒီတစ်ခါမှာထက်မှတ်မျိုးစုတောင်းပေးရမယ့်မွေးနေရှင်ကတော့မြိုင်မျိုးကမောင်လေးနေသူဟင်းအတွက်ပဲဖြစ်ပါတယ်။မြိုင်မျိုးမှာနေတဲ့မောင်လေးနေသူဟင်းရဲ့ဒီနေ့မှရောက်ရှိလာတဲ့စကုနှစ်ပြည့်မွေးနေအတွက်ကိုတော့မကွေးကမက်ခင်မြင်းဆွေမက်ခင်တန်ဆွေနဲ့မက်တင်ဆောင်တွေတို့ကပောင်ရီစုတောင်းပေးလာပဲဖြစ်ပါရှင်။ ဇန်ဖန်ရဲ့ပြည်သက်တွေအားလုံးကိုမတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ ပရိသတ်များရှင်ဒီနေ့အမှတ်တရနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်မှပါဝင်လာတဲ့သူတွေကတော့တနုပြမာနေတဲ့တင်းတင်းနဲ့တငယ်ချင်းတွေပဲဖြစ်ပါတယ်။သူတို့ကတော့မြန်အောင်မာနေတဲ့ကိုစီသူနဲ့မတ်သူစာမြင့်တို့ရဲ့ဒီနေ့မှရောက်ရှိလာတဲ့ချစ်သူတက်တန်း၃နှစ်ပြည့်အတွက်ကိုပါဝင်တောင်းဆိုလာပါပဲဖြစ်ပါရှင်။ ရိတ်သမျှရှင်မတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်ကနေဒီတစ်ခါမှာထပ်မံမြောပေါဝင်လာတဲ့သူကတော့မတင်းတင်းတဲ့တငယ်ချင်းတွေပဲဖြစ်ပါတယ်။သူတို့ကတော့ပြင်းလေးမှနေတဲ့ကိုစင်မျိုးအောင်နဲ့မမမှုအောင်တို့ရဲ့မင်္ဂလာတက်တန်းနှစ်လားပြည့်အတွက်ကိုပေါဝင်တောင်းဆိုပေးလာပဲဖြစ်ပါရှင်။ ။သစင်းဖန်ပရိသတ်များရှင်မတရားနေအစီအစဉ်ကိုတော့ချွတ်တင်ဆက်ပေးခဲ့ရပါပဲဖြစ်ပါတယ်။ပရိသတ်ကြီးကမတရားနေအစီအစဉ်ကနေပြီးတော့မွနေရှင်နေနဲ့အတူတူ ်ချစ်သူဆုံးတွေ မင်္ဂလာစနေမောင်နေ့အားလုံးအတွက်ကိုစုမောင်စကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သစီယန်ဖရင်ဖုန်းနံပါတ်ဖြစ်တဲ့3336391639ကိုနေ့စဉ်နေ့လယ်တနားရီကနေ့နှစ်နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေရမတိုင်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်သစီယန်ဖန်ရင်ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့အတူတူသစီယန်ဖန်နာဒိမန် YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပေါင်းရင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးနေပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။